6လမှာတော်တော်ကြီးကြီးကျယ်ကျယ်ဖြစ်တာဟိုသွေးဖြူဥ များတာပေါ့နော်သွေးဖြူများသွေးနီဦးနဲပြီးတော့ဟိုကင်လိုက်တာနဲ့အဲ့လိုအရာကြီးတွေဖြစ်အဲအဲ့လိုမျိုးပေါ့နော်တော်တော်ပြီးတော့တရအခုတော်တော်ဂျူဂျူက105ဖြစ်တော့အမေကပြောပြအဲ့6လတုန်းဆို105ကိုလားနဲ့ချီပြီးကြာတာတဲ့ဖျားတာအဲ့လိုမျိုးဟိုနည်းနည်းလေးတက်တာဝါလိုက်ပြန်ဖျားလိုက်နေအဲ့လိုအကြာကြီးကုခဲ့ရပေါ့နော်အဲ့တော့အဲ့ဒီဒဏ်ကထောက်ရှောက်နေမဲ့10ဒဏ်လောက်ထိပေါ့နော်10ဒဏ်တက်ကသူစတက်တော့တော်တော်လေးကျမကြီးကောင်းလာတယ်10ဒဏ်လောက်ထိကလာတိုင်းတလားတစ်ခါဖျားတယ် ျော်ရွှင်အောင်ဆိုလို့ရှိရင်တော့သူတို့ကိုနည်းနည်းခုနပြောသလိုပဲပေါ့နော်အဲဘယ်လိုပြောပြရမလဲ လက်ခံတတ်သွားအောင်ပေါ့နော်ကို့မှာရှိတဲ့ကောင်းတဲ့အရာလေးတွေကိုတတိထားမိအောင်လက်ခံတတ်သွားအောင်ဘဝမှာပျော်ပျော်လေးနေတတ်အောင်ပေါ့နော်အဲ့လိုလေးတွေဖြတ်တန်းစီချင်တာပေါ့နော်ဒါပေမဲ့စီးလွတ်လက်လွတ်ဘောင်လွတ်ပျော်တာမျိုးမဟုတ်ပဲနဲ့ကို့ဘဝလေးမှာနေစဉ်နေပျော်တယ်ကျေနပ်နေတဲ့ဘဝမျိုးလေးတွေကိုဖြစ်စီချင်တာအဲအကြောင်းမလို့သူတို့ရဲ့အဓိကကတော့ဟိုခံယူချက်လေးတွေတင်ပေးရပေါ့နော်မရှိတာထက်ဆိုင်ရှိတဲ့ဟာလေးတွေကိုဘယ်လိုတန်ဖိုးထားမလဲမရှိတာကြီးကိုတန်းတနေတာထက်ဆိုင်ရှိတဲ့အရာလေးတွေကိုတန်ဖိုးထားပြီးပျော်ပျော်နေတတ်အောင်လို့နည်းကအဓိက တင်ပေးဖြစ်တယ်ဟုတ်ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်နမိတ်ကတော့အဲ့လိုတငယ်ချင်းပေါင်းပေါင်းမယ်လို့တော့ရည်ရွယ်ထားတာပေါ့နော်ဒါပေမဲ့တငယ်ချင်းပေါင်းဆိုတဲ့အခါမှာလည်းနမိတ်ကကြတော့ introvert ဖြစ်တယ်ဆိုတော့အရင်ကြီးတော့တချို့မိမိတွေတကယ်တငယ်ချင်းလို့ပေါင်းနိုင်တဲ့မိမိတွေလည်းရှိတယ်နမိတ်ကတော့အလောက်ကြီးထီတော့မလုံးနိုင်လောက်ဘူးထင်တယ်ဆိုတော့ကိုကအပြင်သွားရတာလည်းမကြိုက်ဘူးဆိုတော့လေသူတို့တွေအရွယ်ရောက်လာရင်ကသူတို့ကအပြင်သွားကြမှာပဲအဲ့အလောက်ထီတော့လိုက်နိုင်တဲ့အမိတော့လည်းမဟုတ်ဘူးဒါပေမဲ့လည်းအဲသူတို့နဲ့ရီရီနီနီပွန့်ပွန့်လင်းလင်းနဲ့ဆွေးနွေးအဓိကကတော့ပြန်ဆွေးနွေးလို့ရတဲ့မိဘမျိုးပေါ့ ါ့နော်တသွေးတတန်တမိတ်မဟုတ်ပဲနဲ့ပြန်ပြီးဆွေးနွေးလို့ရမယ်ပြန်ပြီးတော့ complaint လုပ်လို့ရမယ်ပြန်ပြီးညှင်းဆို့ခွင့်ရှိတယ်အဲအဲ့လိုမျိုးလေး open လောက်ထားပေးတယ်ပေါ့ဟုတ်အဲ့လိုပဲပေါ့နော်ဒါကလေးဟိုခက်ကူကပြောင်းလဲသွားတာပေါ့နော် ဘဲတူခစ်တုံးကဆိုလို့ရှိရင်ဒါကမထူဆန်းဘူးမိဘအသားသမီးကိုရိုက်တာဒါတဘာဝပဲပုံမှန်ပဲလို့အားလုံးကိုလည်းအဲ့လိုပဲကြီးလာလေဩပုံမှန်ပဲမိဘဆိုရိုက်မှာပဲပေါ့နော်အဲအဲ့လိုမျိုးပေါ့နော်နမကတော့ရန်ရိုက်ခံရတယ်မပါဘူးပေါ့နော်ဆိုနေမကောင်းလို့ဟိုနေမကောင်းတစ်ချိန်လုံးဖျားနေနေမကောင်းဖြစ်နေတဲ့ခါကြောင်ငငယ်ရောတော့တိတ်ရိုက်မခံဘူးဒါပေမဲ့အမေဟွာဖြစ်တဲ့အချိန်ကတော့တခုကတော့ရှိတာစာတင်တဲ့အချိန်အဲကြောင့်အမေစာတင်မှာအရန်ကြောက်တာလို့နည်းနည်းမှမားလို့မရဘူးမားတာနဲ့ချက်ချင်းပိုက်ခောက်လိန်ခံရတာဆိုတာ အိစာတင်မှာတော့အရန်ကြောက်တယ်အဲ့လိုမျိုးပေါ့နော်အခုခေတ်ကျတော့လည်းအဲမရိုက်ကြတော့ဘူးမရိုက်ကြတော့ဘဲနဲ့နားလဲအောင် ပြောပြရတာပေါ့နော်ဒါမဲ့လည်းအထီးဒီကတော့ဟိုမအော်လို့တော့မရဘူးပေါ့နော်တစ်ခါလေကျတော့လည်းအာပြိန်းနဲ့អော်ရတဲ့အခါမျိုးတွေလည်းရှိတော့မှပဲဒီလိုပဲអော်ရတာပါပဲဟိုစားတဲ့အတိုင်းတော့လေအမလေးဂယုနာမေမေမုဒိတာမေမေတော့မဟုတ်ဘူးပေါ့နော်အဲ့တော့ဒီခါလေးကျတော့လေပြူပြဲပြီးអော်ရတဲ့အချိန်တွေလည်းရှိတာပါပဲကိုကိုတိုင်းအဲ့ဒါကို ကြုံသွားတာပေါ့နော်အရင်တော့ဆိုအတန်မထွက်ဘူးပြောလည်းမပြောဘူးတိတ်ပြီးတော့အခုဆိုအရန်အတန်တွေကလည်းထွက်အားတွေကလည်းပြဲတခုဆိုလို့ရှိရင်လည်းဟိုပြောရဲလာတယ်လှုပ်ရဲလာတယ်အဲ့လိုတွေဖြစ်သွားအဲမေပြောပြတာ6လမှာတော်တော်ကြီးကြီးကျယ်ကျယ်ဖြစ်တာဟိုသွေးဖြူဥ များတာပေါ့နော်သွေးဖြူများသွေးနီူနဲပြီးတော့ဟိုကင်လိုက်တာနဲ့အဲ့လိုအရာကြီးတွေဖြစ်အဲအဲ့လိုမျိုးပေါ့နော်တော်တော်ပြီးတော့တရအခုတော်တော်ဂျူဂျူက105ဖြစ်တော့အမေကပြောပြအဲ့6လတော့ဆို105ကိုလားနဲ့ချီပြီးကြာတာတဲ့အဖျားဒါအဲ့လိုမျိုးဟိုနည်းနည်းလေးတက်တာဝလိုက်ပြန်ဖျားလိုက်နေအဲ့လိုအကြာကြီးကုခဲ့ရပါပေါ့နော်အဲ့တော့အဲ့ဒီဒဏ်ကထောက်ရှောက်နေ10ဒဏ်လောက်ထိပေါ့နော်10ဒဏ်တက်ကူစတက်တော့တော်တော်လေးကျမကြီးကောင်းလာတယ် 20တန်းလောက်ထိကလာတိုင်းတစ်လတစ်ခါဖျားတယ်အဲဂျူဂျူကမဖျားလို့ဂျူဂျူကလေဖျားခဲ့တယ်ဂျက်ဂျက်ကမှငငယ်ငယ်တော့ကနည်းနည်းဖျားသေးတယ်အခုဂျက်လေးက6နှစ်လောက်မှတော်တော်လေးကိုခံအားတက်လာတယ်အဲဂျူဂျူလေးကဖျားခဲ့တယ်အဲ့လိုမျိုးတစ်ခါတလေမှဖျားတာပါဒီတစ်ခေါက်ကတော့အဲ့လိုကြီး105ယူကိုအကြာကြီးဖြစ်ပြီးတော့ရေဘတ်တိုက်လဲမကြရေချိုးချလဲမကြဆိုတော့ကိုကစိတ်ပူပါဘောနော်စိတ်လဲမပါဘူးဟိုစီးပွားရေးတွေလည်းမြဲ့မြဲ့ရှုံရှုံဖြစ်နေတာဖြစ်စိတ်မပါဘူးပေါ့နော်